မလ23ရက်အစောပိုင်းမှာယူကရိန်းနဲ့ရုရှားတို့လောလောလတ်လတ်ဝဟင်တိုက်ခိုက်မှုတွေရှိခဲ့တဲ့အတိုင်းအောင်အမေရိကန်စစ်စင်ညီနိုင်ရေးသမားတွေကယူကရိန်းစစ်ပွဲအပြစ်ခတ်ရစေရေးရရှိအောင်ဆောင်ရွက်နိုင်မယ်လို့အကောင်းမြင်ထားကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကထုတ်ဖော်ပြောကြားခဲ့ပါတယ်။အမေရိကန်ပြည်တော်စုကစစ်ပွဲချင်းချက်မရှိရပ်သွားစေရေးရုရှားသဘောတူစေဖို့အလိုရှိနေတယ်လို့မလ22ရက်မှာတာဝန်ရှိသူတွေကပြောပါတယ်။ အခုတရင်ပတ်အတွင်းသဘောတူညီမှုရရှိထားတဲ့အမေရိကန်ယူကရိန်းအဆိုပြုချက်အသေးစိတ်တွေကိုမိမိတို့စောင့်ဆိုင်းနေတယ်လို့ရုရှားကပြောပါရယ်။လွန်ခဲ့တဲ့၃နှစ်အတွင်းလူထောင်ချီတည်ဆုံခဲ့ရတဲ့ယူကရိန်းစစ်ပွဲရပ်သွားစေဖို့ရုရှားဘက်ကအစဉ်အသင့်ဖြစ်နေကြောင်းအရေးအမွေပြသခဲ့တာမရှိပါဘူး။လွန်ခဲ့တဲ့နှစ်က ယူကရိန်းထိုးစစ်အတွင်းသိမ်းပိုက်ခံထားရတဲ့ရုရှားပိုင်နယ်ကိုပြန်လည်သိမ်းယူရည်အတွက်ယူကရိန်းတပ်ဖွဲ့တွေကိုတိုက်ခိုက်ရမှာအသာစီးရောက်အောင်တိုက်ခဲ့တဲ့ရုရှားစစ်သားတွေထံသမ္မတဗလာဒီမာပူတင်ကတွားရောက်ခဲ့ပါတယ်။ယူကရိန်းသမ္မတဗလာဒီမာဇယ်လန်စကီက၎င်းရဲ့နိုင်ငံဟာ သဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးဖို့အသင်းဖြစ်နေတယ်လို့ပြောကြားခဲ့ပါတယ်။ပူတင်ကသဘောတူညီချက်ကိုငြင်းဆန်မယ်ဆိုပါကအမေရိကန်ပြည်ထောင်စုကပြင်းထန်တဲ့တုံ့ပြန်မှုကိုထုတ်ပြန်ရလိမ့်မယ်လို့ပြောကြားထားပါတယ်။အခုကျွန်တော်တို့စကားပြောနေချိန်မှာလူတွေကရုရှားကိုသွားနေပါတယ်။ရုရှားဘက်ကနေအပြစ်ခတ်ရဲစဲရေးကိုကျွန်တော်တို့ရရှိနိုင်တယ်လို့မျှော်လင့်ထားပါတယ်လို့အမေရိကန်သမ္မတရုံးမှာအာရလန်ဝင်ကြီးချုပ်မိုက်ကယ်မာတင်နဲ့တွေ့ဆုံရမှာထရမ့်ကသတင်းထောက်တွေကိုပြောပါတယ်။ ဂါဇာစစ်ပွဲနဲ့ယူကရိန်းစစ်ပွဲတို့မှာအကြောင်းဝင်ဖြန့်ပြေးသူအဖြစ်ဆောင်ရွက်နေတဲ့ Trump တန်တမန် Steve Witkoff ဟာအခုသတင်းပတ်ထဲမှာမော်စကိုကိုသွားလိမ့်မယ်လို့အင်ဗျူရောကပြောပါရယ်။ပူတင်ကအပြည့်ခတ်ရဲစဲတာကိုသဘောတူရောမယ်လို့မျှော်လင့်ပါတယ်လို့ Trump ကပြောပါရယ်။စစ်ပွဲကိုရပ်ပစ်နိုင်မယ်ဆိုပါကဒီကြောက်စရာကောင်းတဲ့သွေးထွက်တန်ရုံဖြစ်မှုကိုအဆုံးသတ်ဖို့80ရာခိုင်နှုန်းဖြစ်လာလိမ့်မယ်လို့ထင်မြင်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကသတင်းထောက်တွေကိုပြောကြားခဲ့ပါရယ်။